ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။အပြောင်းအရွှေ့နဲ့ပတ်သက်လို့လက်ရှိ Manchester United ကကွင်းလယ်နဲ့ပတ်သက်လို့သတင်းတချို့ထွက်လာတာရှိပါရစေ။ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးရအောင်ပါ။ Manchester United ရဲ့ဘက်ကတော့လက်ရှိမှာ Palmeiras ကွင်းလယ်ကစားသမားဖြစ်သူ Richard Rios ကိုခေါ်ဖို့အတွက်သဘောကျမှုတွေရှိလာပြီးတော့ ဝင်လေကိုအားဖြည့်နိုင်ဖို့နဲ့ပက်တရိုဒီဇာမာကိုအမှန်ကန်ကျူးပန်းဖို့အတွက်စီစဉ်ထားတာတွေရှိတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ဆိုတော့ဒါကိုလံဘီယာရဲ့ဘောနော်ကိုလံဘီယာလက်ရွေးစင်ကွင်းလေဇာမာဖြစ်တဲ့ Richard Rios ပါ။ဇာမာကကျွန်တော်25နှစ်ရှိနေပါပြီ။ကိုလံဘီယာလက်ရွေးစင်လည်းကျွန်တော်ဖြစ်တယ်။ကိုလံဘီယာနိုင်ငံလက်ရွေးစင်အသင်းတွက်2023ကနေပြီးတော့ဘောနော်2025အထိကိုဒီဘယ်လိုပြောမလဲ။ qualify ပေါ့နော် World Cup qualify မှာ73ပွဲတိကစားပီးထားတဲ့ကစားသမားလေးပါဆိုတော့ဒီကစားသမားက25နှစ်ဆိုပေမဲ့လို့ပေါ့နော်ကျွန်တော်တို့ ਨੇ သတင်းထွက်တာက အခုမှတော့မဟုတ်ဘူးပြပြီးခဲ့တဲ့ຫນွေကလေးကဒီ Palmeiras ကနေပြီးတော့ Manchester United ကအရောက်ခေါ်ဝေးကျူးပန်းနေတဲ့ဘာညာတောက်ချောက်ကျွန်တော်သတင်းထွက်တာဆိုတော့ဒီကစားသမားကပေါ့နော်ကျွန်တော်အနေနဲ့ ဒီကိုလံဘီယာအတွက်2023ကနေ2025နေ့ကိုသူ15 13ပွဲသူကစားပေးထားတယ်ကိုလံဘီအပါဆက်ကိုပါမေဒီက2024ပြိုင်ပွဲတုန်းကလည်း6ပွဲသူကစားပေးထားတယ်ဗောနော်ပါမီယက်စ်အတွက်ဆိုလို့ရှိရင်ကျွန်တော်ဒီ2025ခုနှစ်မှာသူ9ပွဲကစားထားတယ်2024မှာ24ပွဲဒီကစားထားတယ် တွေ့ရှင်2023မှာ39ပွဲတိသူကစားထားတယ်ပေါ့နော်ဆိုတာကလည်းရှိမှာဒီကစားမလေးနဲ့ပတ်တယ်လို့ဒီကစားမကဘယ်လိုပြောမလဲ twin goal တွေဖန်တီးမှုတွေကိုအလောက်ကြီးတိတော့မျှော်လင့်လို့မရဘူးသူတပြင်ဒီကစားမလေးရဲ့အဓိက position ကိုက defensive midfield ဖြစ်လို့ပဲ defensive midfielder တယောက်ဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့အများကြီးတော့မျှော်လင့်လို့ကျွန်တော်မရဘူးသို့တော်လည်းပဲအတင်းလိုအပ်နေတဲ့ क्व င်းလေကိုဒီကစားမလေးကကျွန်တော်တို့ဒါဘယ်လိုပြောမလဲအမှန်ကန်အားပြနိုင်လိမ့်မယ်လို့အတင်းရဲ့ဘက်ကယူဆထားတာ ြီးလည်းပဲဈေးကပေါ့နော်တော်တော်ကိုတက်တာတာဒီကစားမကလည်းရှိ Parmies ဒီ Brady Club တခုဖြစ်တဲ့ Parmies နဲ့2028ခုနှစ်ထိတန်ရှိတဲ့စာချုပ်ကိုသူချုပ်ထားတယ်ဈေးကွက်တန်ကြီးတော့မှ Euro 16သန်းပဲကျွန်တော်ရှိတယ်เนาะ Euro 16သန်းပဲကျွန်တော်ရှိတယ်ဒါကြောင့်အသင်းရဲ့ကွင်းလယ်မှာဒီ Colombia သားလေးကိုခေါ်ဖို့အတွက်အချိန်ကြီးကလည်းဖြစ်နိုင်ကြီးမရှိဘူးလို့ပြောလို့မရအောင်ဘာလို့လဲဆိုတော့ကျွန်တော်ပြည်သက်ကြီးဈားထဲမှာဂျီဘန်းစားတဲ့ကွင်းလေးကစားမားတွေကိုကျွန်တော်ကြည့်ရင် ဈေးတွေကခေါင်ခိုက်နေတာဗျကျွန်တော်တို့လည်းပဲကိုသိင်းအပြောင်းရှိကိုတည်တဲ့အတိုင်းပဲเนาะအသင်းကဟိုဘယ်လိုရလဲကွင်းလေကိုအားပြေဖို့ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်ရင်ဘာလဲပါဘာလဲပါဒီ imminent သဘောကျတဲ့ကစားမှာပါအတိုင်းမဲ့လို့တန်းဟာယာချီနီးပါးတရှိနေတဲ့ player တယောက်ပါ Adam Walton လည်းဒီတိုင်းမှာပဲဆိုတော့ကွင်းလေမှာတခြားကစားမတွေနဲ့ပတ်သက်ပြီးတော့အများကြီးသတင်းထွက်တာကျွန်တော်မရှိဘူးအဲ့ဒီနှစ်ယောက်လောက်ပဲကျွန်တော်ပြည်သက်တီကြားထဲမှာရေပန်းစားတာဒါမှအသင်းဘက်ကတော့တိုက်စစ်မှာအန်ဘူမူအပြင်တိုက်စစ်မှုစစ်စစ်လည်း ထပ်ပြီးတော့အားဖြည့်ဖို့လိုသေးတာဖြစ်တဲ့အတွက်အဲ့ဒီအားမဖြည့်ခင်မှာကစားမားတွေရောင်းချဖို့လိုတာပါညာနဲ့ကွင်းလေကိုတကယ်အားဖြည့်တဲ့အခါကစားမားဘယ်လိုပြောမလဲဈေးကြီးတဲ့သူတွေကိုခေါ်ချင်မှခွန်နိုင်မှာဒါကြောင့်မနော်ကွင်းလေမှာဈေးတက်တာတဲ့ကစားမားတွေတရင်ထွက်လာပြီဆိုရင်တော်တော်လေးကိုစောင့်ကြည့်ကြင်စရာကောင်းတဲ့တယ်မှာပါတယ်ဆိုတာဒါကိုပြောတာဒါအပြင်ဥရောပမှာခြေသွမ်းပြအလားလားအများကြီးကောင်းတဲ့ကစားမတွေကိုခေါ်မယ်ဆိုရင်လည်းပဲကျွန်တော်တို့မှာကဟိုအဲ့ကစားမတွေကိုဆွဲဆောင်နိုင်မဲ့ပလန်ကြီးမရှိဘူးပေါ့နော်ဒါအပြင် ကိုရီအနေနဲ့ဟိုဘာပြိုင်ပွဲမလဲတူတူကြကြကြီးမကစားသေးဘူးဆိုတော့တခြားဥရောပကလပ်အသင်းတွေနဲ့ရှင်ခွန်ရင်အများတန်းကျွန်တော်နောက်ကျရတယ်ဗျာအဲကြောင့်ဒီကစားမလိုမျိုးပေါ့နော်ပြီးရောဘရာဇီးကလပ်တို့ဘာလို့ကနေခေါ်တာမျိုးလူသိမ့်မသိတဲ့ကစားမလေးတွေခေါ်တာမျိုးတွေကအများကြီးဖြစ်နိုင်ခြင်းရှိတာဆိုတော့ဒီကစားမလေးဆိုလို့ချင်းဈေးကွက်တန်ကြီးတောင်တန်း30မရှိတဲ့ချင်းဒီမျိုးမှာအသင်းဘက်ကကျွန်တော်တို့ဒါတန်း30လောက်နဲ့လေရအောင်ခေါ်ဖို့အတွက်ကျူပန်းသွားနိုင်တဲ့အချင်းဒီမျိုးရှိနေတယ်ရစ်ချတ်ရီယော့စ်ကိုတော့ကိုလံဘီယာပွဲတွေဒါမှမဟုတ် ကျွန်တော်ဒီပြောရမလဲနိုင်ငံပွဲစဉ်တချို့ကြည့်ရတဲ့သူတွေဆိုလို့ရှိရင်တော့ကောင်းကောင်းတွေ့မိလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ Richard Rios ကို Manchester United ရဲ့ဘက်ကအမှန်ကန်ခိုးစိတ်ဝင်စားနေပါတယ်။ကွင်းလင်အားပြည့်တဲ့နေရာမှာစည်းကြည့်တဲ့ကစားမတွေမဟုတ်ဘဲနဲ့ဒီလိုကစားမလေးတွေနဲ့ပြင်အတင်းဘက်ကဘောနော်ကျွန်တော်ຫນွေတစ်ခုလုံးကုံသွားမလားစောင့်ကြည့်ရမှာပေါ့လေ။ဒီကလိုနေနေရော Richard Rios နဲ့ပတ်သက်လို့ဘယ်လိုမြင်ကြပါလဲ။ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြပါတယ်။